အခုခွန်ရှိချက်ခွန်ကြားဘူးလားမသိဘူးအင်းမနေပါတော့ကြားဘူးဟုတ်အဲ့ဆိုစိတ်ကနည်းနည်းလေးထက်ပြီးတော့ရှင်းပြပေးခြင်းနဲ့ခွန်ရှိချက်ခွန်ဆိုတာမြန်မာနိုင်ငံမှာအတန်စိတ်ကနဲ့ဖုံးဆက်မယ်ဆိုရင်ဖုံးပေလည်းမကုန်ပဲနဲ့24နာရီကြိုက်တဲ့အချိန်ကျဲမိုင်ဆိုင်ရာအကြမ်းတွေကိုအခမဲ့စိတ်ကန်းပြလို့ရတယ်ဆွေးနွေးလို့ရတယ်ကောစင်တာပါတစ်ဖက်ကဆရာဝန်တွေကဖြေပေးတာဖြစ်ပါတယ်တကယ်လို့အကိုကပေါ့နော်ဖုံးပေလည်းမကုန်ဘူးအခမဲ့ဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်လို့ရမယ်ဆိုရင်အကို့အတွက်ဖြစ်စီမိသားစုဝင်အတွက်ဖြစ်စီမေ့ကျင်တဲ့ကျမ်းမာရေးကိစ္စလေးရှိလား အဲ့မအခုလောလောဆယ်တော့ကျွန်တော်တော့ဒီဒူးနာတာပဲရှိတာเนาะရှိရပေါ့เนาะအဲ့ဆိုရင်တော့အခုဒူးနာရဲ့ကိစ္စလေးကိုစိတ်လို့ခွန်ရှိရှိကုန်ဖုန်းဆက်ပြီးမေးကြည့်ကြရမယ်เนาะဟုတ်ကဲ့လာပါခွရှိရှိကွန်ကျမ်းမာရေကောစင်တာအနေနဲ့ကြိုဆိုပါရစေကျမ်းမာရေနဲ့ပတ်သက်ပြီးဗမာကူညီပေးရမယ်ရှင်အဲဟိုနေခွရှိရှိကွန်စီကဆရာမလားဟုတ်ကဲ့ပါအဲလော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 ဆယ်ကျွန်တော်ကျမ်းမာရေကတော့ဂျန်တဲ့ဥစ္စာအကုန်ကောင်းပါတယ် ဒူးတစ်ခုပဲဖြစ်တာပါဒူးဆက်သွက်မင်းမြန်ပြီးတော့ကျွန်တော်တို့လာပြီးတော့ပြလို့ရတယ်မဟုတ်လားဟိုရှိရှိခွန်ကသေကန်းလာပြလို့ရတယ်ညာမဟုတ်ပါဘူးရှင်ကျမရဲ့ဆိုင်ရာအကြောင်းအရာတွေကို24နာရီပေးရမရှိအခမဲ့ဖုန်းဆက်မင်းမြန်တိုင်ပင်နိုင်တဲ့ကောဆန်တာဖြစ်ပါတယ်တကယ်လို့လိုအပ်တယ်ဆိုရင်တော့ဘာတွေစောင့်ဝမ်းရမလဲဘာတွေရှောင်ဝမ်းမလဲနဲ့ဘာစီးတွေတောက်ရမလဲဆိုတာကိုပြန်လည်ညွှန်ကြားပေးတဲ့ကောဆန်တာတစ်ခုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဘာစီးတောက်ရမလဲဆရာမ အဲဒူးမကောင်းတာအတွက်ဆိုရင်တော့အများသောအားဖြင့်ဒူးနာတဲ့ပြဿနာကိုကြုံရတာပါအဲ့တော့အရေးကြီးတာကတက်နိုင်တဲ့မြားပေါ့ကိုယ်အလေးချိန်နေအလေးပင်နေဒီဒူးပေါ်မှာတက်ရောက်မှုမရှိအောင်နေရပါမယ်အဲ့တော့အလေးပင်မတာတွေအကြာကြီးရက်တာတွေကို ရှောင်ရမယ်ပြီးရင်တော့နာနေတဲ့ဒူးနေဘက်ကို ရေခဲကပ်ပေးရပါမယ်။အဲ့ထဲမှာရေခဲသုံးလေးတွေထည့်ပြီးတော့တစ်ခါကပ်ရင်အနည်းဆုံးမိနစ်20လောက်ကြာအောင်ကပ်ပေးမယ်။အဲ့ဒါကိုတန်နိုင်သမျှ3နာရီချားတစ်ခါဖြစ်စေဒါမှမဟုတ်မနေ့တစ်ချိန်ညတစ်ချိန်ဖြစ်စေပုံမှန်ရေခဲကပ်ပေးပါ။ဟုတ်ကဲ့။ရေခဲကပ်ပြီးပြီဆိုရင်အဲ့ဒီရေတွေကိုပြန်တုပ်ပြီးတော့အဲ့နေရာမှာလိမ့်စေးပေါ့နော်။အကိုက်ခဲကြောက်စေးလိမ့်စေးဂျယ်လေးတွေဖြစ်စေဆေးပူလေးတွေဖြစ်စေလိမ့်ပြီးလို့ရတယ်။နောက်သေးအနေနဲ့ကတော့ paracetamol, ibuprofen စတဲ့ဆေးတွေကိုမနေ့တစ်ချိန်နေ့လယ်တစ်ချိန်ညတစ်ချိန်တောက်ပေးလို့ရတယ်။ ဟုတ်ကဲ့ဆရာမတပတ်နေလို့မှမသက်တာဘူးဆိုရင်တော့ခုရှိရှိခုကိုပြန်ဖုန်းဆက်ပြီးတိုင်မင်းလို့ရပါတယ်သိနာမည်ပြောတတ်လားဟုတ်ဟုတ်ကဲ့ဆရာမပြောတတ်တယ်ဆိုတော့ဟုတ်ကဲ့ပါအဲတကယ်လို့သူကအရင်မခင်မြဲနိုင်အောင်နာကျင်လာတာဖြစ်စီဖလုံးနိုင်မရှားနိုင်ဖြစ်လာတာသူပဲဖြစ်စီဖောင်းကားရောင်ရမ်းပြီးတော့သူကိုင်ကြည့်လိုက်ရင်လည်းပူပြီးပူရနေမယ်ညီရဲနေမယ်သူရဲ့ပုံမှန်တဲ့တဲ့နေပြက်နေမယ်ကိုကလည်းဖြားတာကုကူတိုင်းရှိလာပြီးဆိုရင်တော့ဒါအိမ်မှာမနေတော့ဘဲနဲ့နီးစက်ရစေုံစေခန့်ကိုသွားရောက်ကုသပေးရမှာဖြစ်ပါရဲ့ရှင် အခုလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးပြလို့တဲ့ကြားရတွေကိုခွရှိရှိကိုကိုဆွေးနွေးမေးမြန်းတဲ့အတွက်ဒီလိုတူပဲတရှိပါရရှင်ကျမ်းမာဒုက္ခနဲ့ပြည့်စုံပါစေရှင်ဟုတ်ကဲ့ပါဆရာမခခနဲ့ပုံဆက်လို့ရအောင်စိတ်လို့ဒီမှာပါဝင်ပေးရတဲ့အင်တာလက်ဆောင်လေးနဲ့အတမ်ဆင်းကက်လေးလက်ဆောင်ပေးခဲ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဒီစစ်တင်ပါတယ်ကိုဟုတ်ကဲ့ဆရာမ